မင်္ဂလာပါဒီနေ့ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးကြရအောင်မန်ချက်စတာယူနိုက်တက်နဲ့ဘရင်ဖို့ဒ်ကစားဟမဘရိုင်အန်ဘူမိုရဲ့အပြောင်းရွှေ့မွေးပါဟုတ်ကဲ့ပါခရာဒီနေ့နေ့မှာတော့ဟိုဘက်ကပေချဝိုက်ပြီလို့ပြောနေကြတယ်လေဒါမဲ့တကယ်ပဲချင်တယ်ကအဲ့မှာရက်တော့ပြီလားဒါမှမဟုတ်နောက်ခွေမှာဘာတဆက်ဖြစ်နေနိုင်တယ်လေအဲ့ဒါလင်းကိုဒီရရှိထားတဲ့အချက်လက်တွေပေါ်မူတည်ပြီးတော့နင်းနဲ့အတွင်းကြကြကြည့်ကြည့်ကြတာပေါ့ဟုတ်ပါတယ်ဆိုတော့ပထမဆုံးကြားနေရတာက ဟုတ်တယ် United ရဲ့ကမ်းလှမ်းမှုကို Brentford Cup ပဲချလိုက်တာမှနဲ့ဒါပေမဲ့음နတ်ဖက်ကလကြာကဆွေးနွေးမှုလမ်းကြောင်းက လုံးဝပိတ်သားတာမဟုတ်ဘူးလို့ကြားတယ်음ဒုတိယအချိန်ကမ်းလှမ်းမှုကလည်း Brentford မြောက်မန်းတလို့မရဘူးဆိုပေမဲ့လေအဲ့တော့စစ်တော့ပြောနေကြတော့လားအဲ့ဒီအချက်ကဘလောက်ခိုင်မလဲခင်ဗျာဟုတ်ကဲ့အဲ့ဒါကမှန်ပါတယ်အချက်လက်တွေရတော့လေဆွေးနွေးမှုတွေကလို့ရက်တွာတာမျိုးမဟုတ်သေးဘူး ဆက်ဖြစ်နေတော့မယ် Brandford ဘာကပယ်ချရဆိုပေမဲ့အဲ့ဒါကညီနိုင်ရေးလုပ်ငန်းစဉ်ရဲ့တစိတ်တပိုင်းလို့ပဲပြောလို့ရမှာပေါ့ဟောဟုတ်ကဲ့ညီနိုင်ရေးတဘောမျိုးဟုတ်ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုက Brandford ကအမ်ဘူမိုရဲ့တံမိုးကိုတတ်မှတ်တဲ့အခါလေးသူတို့ဘာသာဒီလောက်ဆိုပြီးတတ်မှတ်တာထက်အမ်ဇေကွက်ထဲကတခြားအလားတူကစားသမားတွေရဲ့ပြောင်းရွှေ့ခြေတွေကိုနည်းနည်းကိုးကားပြီးပြောနေတဲ့ပုံစံမျိုး ဥပမာပေးပြီးတော့ပေါ့ဟုတ်တယ်ဥပမာမကြသေးခင်ကတခြားတောင်ပန်တိုက်ဆက်ကစားသမားတွေဘယ်ဈေးနဲ့ရောင်းထွက်သွားလဲအဲ့ဒီပုံစံမျိုးတွေကိုးကားပြီးတော့သူတို့ကစားသမားကလည်းဒီလောက်တော့တန်တယ်ကွာဆိုပြီးတော့အခိုင်အမာယက်တည်နေတာမျိုးဖြစ်နိုင်တယ်ဒါကသူတို့လိုချင်တဲ့ပြောင်းရွှေ့ခြင်းမရမချေဈေးကင်ထားမဲ့သဘောမျိုးပေါ့လေနီးဗျူဟာတစ်ခုကပဲဒါဆိုရင်အဲ့ဒီမှာကစားသမားရဲ့သဘောထားကတော့ဘယ်လိုရှိမလဲ အမ်ဘူမိုကိုရိုင်က United ကိုပြောင်းဖို့ကသူ့အတွက် လုံးဝဦးစားပေးဖြစ်နေပြီပြီးတော့သူ့စန္ဒကိုလည်း Brentford ကိုပြောထားပြီးသားဆိုတဲ့အချက်ကတော့ဒါကအရေးပါရဲ့တွန်းအားတစ်ခုဖြစ်လာနိုင်မလားသူ့ကိုရိုင်က United ဂျာစီဝတ်ချင်နေပြီဆိုတော့ Brentford ဘက်ကနည်းနည်းရှော့ပေးလာတာမျိုးဖြစ်နိုင်မှာမလားတေချာပေါ့ပဲတေချာပေါ့တက်ရောက်မှုရှိနိုင်ပါတယ်ဘာလို့လဲဆိုတော့ကစားသမားတယောက်က club ကနေထွက်ချင်းပြီနောက်အတင်းတက်ကိုလည်းပြောင်းဖို့အရန်ဆေးအားထက်တယ်နေပြီဆိုရင်လည်း လက်ရှိ club အတင်းအတွက်ကဒါ PR တခုပဲ hmm Brentford အနေနဲ့လေကစားသမားစိတ်မပါလက်မပါဖြစ်နေတဲ့အခြေအနေကိုကြာကြာထင်ထားဖို့ကခက်လာနိုင်တာပေါ့ဟုတ်ကဲ့အဲ့ဒါကို United ဘက်ကလည်းတည်နေတော့အခွင့်အကောင်းတခုလိုမြင်ပြီးတော့ဟိုဘက်ကဈေးအရမ်းမလျှော့သေးပေမဲ့ကိုယ့်ဘက်ကလည်းတိတ်အတင်းလိုက်တုံမပြေပဲနဲ့အမ်စိတ်အေးအေးထားပြီးစောင့်ကြည့်ရင်ညှိနှိုင်းနေတဲ့ပုံစံမျိုးခင်နိုင်ပါတယ်အင်းအချိန်ဆွဲပြီးညှိကြည့်တဲ့ဘော ဟုတ်ပါတယ်။ဒါကြောင့်မလို့အခုထိတရားဝင်သဘောတူညီမှုတော့မရသေးဘူးပေါ့နော်။ဒါပေမဲ့ဒီကိစ္စကမပြီးသေးဘူး။အသက်ဝင်နေစေလို့ပြောရမှာပဲ။ဘဲချင်းဘာဖြစ်လာမလဲဆိုတာကတော့စောင့်ကြည့်ရအောင်ပါပါ။ဒါဆိုရင်အခုထိဆွေးနွေးခဲ့တာတွေကိုခြုံပွေးပြောရရင်တော့မူမူ United ကိုပြောင်းမဲ့ကိစ္စကဟိုဘဲချခံထားရတဲ့ဆိုပေမဲ့တကယ်တမ်းမှာဆွေးနွေးမှုတွေကတော့ရှိနေတော့မယ်။အဓိကကတော့ပြောင်းရွှေ့ကြည့်ပေါ့နော်။ Brandford Tottenham ရဲ့ဇီးနှုန်းကအဓိကအတားစီးဖြစ်နေတယ်။ ဟုတ်တယ်ကစားသမားကတော့ပြောင်းချင်နေပြီ United ကလည်းစိတ်ရှည်ရှည်နဲ့တော့ဆက်ကြိုးစားနေစေအဲ့လိုအခြေအနေလို့ဆိုရမှာပေါ့နော်ဟုတ်ပါတယ်အဲ့ဒီအခြေအနေတခုလုံးကိုကြည့်ပြီးတော့စဉ်းစားစရာလေးတခုထပ်ပြီးမြင်လာတာကအခုခေတ်ပိုလုံးအပြောင်းအယူဈေးခွက်ရဲ့တဘာဝပဲတဲ့ကလပ်တင်းတွေကသူတို့ကစားသမားကိုတန်ဖိုးတတ်မှတ်တဲ့အခါကိုတင်လွှတ်ချက်တယ်မကောက်ဘူးအပြင်ဈေးခွက်မှာဖြစ်နေတဲ့တခြားအပြောင်းအယူတွေကဘလောက်လွှမ်းမိုးနေလဲอืมဟုတ်ကဲ့ပြီးတော့ကစားသမားရဲ့ကိုယ်ပိုင်စံသားကတော့အဲ့ဒီညင်နိုင်မှုတွေပေါ့ ဘလောက်ခီပြားပေးနိုင်စွမ်းရှိလဲနောက်ဆုံးအချက်ကတော့ညီနိုင်ကြီးနီးပြူဟာတွေပေါ့တစ်ဖက်နဲ့တစ်ဖက်ဘလို့နီးပြူဟာတွေတုံးပြီးညှိကြရတယ်လေဆိုတာတွေကနောက်ဆုံးရလာကိုဘလို့ဖြစ်စေတယ်လဲဆိုတာတွေပေါ့ဟုတ်ကဲ့အပြန်လန်ချိတ်ဆက်မှုတွေပေါ့နော်ဟုတ်ပါတယ်ဒီအမ်ဘူမိုကိဆာကအဲ့ဒီအချက်တွေအကုန်လုံးဘလို့ချိတ်ဆက်ပြီးအလုံးလုံးနေလဲဆိုတာကိုပြနေတဲ့နမူနာကောင်းတစ်ခုလို့ပြောလို့ရပါတယ်ဒါကဒီသတင်းတင်မဟုတ်ဘူးပေါ့နဲတခြားအပြောင်းအရွှေ့သတင်းတွေကိုကြည့်တဲ့အခါမှာလည်းဒီလိုအချက်တွေကို ထည့်ပြီးစဉ်းစားကြည့်တဲ့နယ်လို့အကြံပြုချင်တာပါပဲခင်ဗျာဟုတ်ကဲ့စိတ်ဝင်စားစရာ30ချက်ပါပဲဒီနေ့အမှုမို့အပြောင်းရွှေ့နောက်ွယ်ကအချင်းနေနေပတ်သက်ပြီးအတွင်းကြကြဆွေးနွေးပေးတာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ